အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော် Ethereum coin နဲ့ပတ်သက်ပြီးတော့နားလည်မယ်ပေါ့နော်ကျွန်တော် ETH ကိုလက်ရှိဒီကွအနေထားအရကျွန်တော် short term long term ဘယ်လို plan တွေထားရှိရမလဲကျွန်တော်တို့ antibody တွေ target တွေဘယ်လိုရှိမလဲဒါတွေနဲ့ပတ်သက်ပြီးတော့နားလည်မယ်ပေါ့ဒါ ETH ကတော့ BTC pay ဒါဒုတိယအကြီးဆုံးပေါ့နော်ဒါပြောမယ်ဆိုရင် BTC pay ကျွန်တော်ဒါတော်တော်များများစဉ်းစားချတာဒါ ETH ပေါ့နော်တော်တော် ETH coin ကလည်းဒါနာမည်ရှိတဲ့ coin ဖြစ်တယ်ပေါ့ဈေးကွက်ထဲမှာဆိုတော့ကျွန်တော်ဒါ အာလက်ရှိ ETH နဲ့ပတ်သက်ပြီးတော့တခြားဒါသူရဲ့ market cap တွေ supply တွေဘယ်လိုရှိလဲပေါ့ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်နားလည်မယ်ပေါ့နော်ဟုတ်ကဲ့လက်ရှိကျွန်တော်ဒါ ETH ရဲ့ current price ကိုကြည့်ကြည့်မှဆိုရင်တော့2400ပေါ့နော်ဒီအနေထားမှာကျွန်တော်ရှိရဲဒါ market cap ပြောမှဆိုရင်တော့ဒါ290.58 billion ပေါ့နော်ဒါ24 hour volume ကတော့16.46 billion ရှိမယ် total supply အနေနဲ့ပြောမှဆိုရင်တော့ဒါ120တမ87 million ပေါ့နော် circulating supply ကတော့120တမ87 million ရှိမှာ maximum supply ကိုပြောမှဆိုတော့ဒါ infinity ပေါ့နော်ဆိုလိုတာကတော့ဈေးကွက်ထံမှာထက်ပြီးတော့လဲသူ့ရဲ့ supply တွေရောက်ဖို့ရှိမှာပေါ့ဆိုတော့အောက်မှာကျွန်တော်ကြည့်မှဆိုရင် ethereum မြတ်တာ social media တွေပေါ့နော် website တွေကိုကျွန်တော် follow လုပ်ထားလို့ရမယ်အာဆိုတော့အဲ့ကနေကျွန်တော်ဒါ ethereum နဲ့ပတ်သက်တဲ့ update တွေကိုဝင်ကြည့်လို့ရမယ်ပေါ့နော်ဆိုတော့ဒီထက်ကျွန်တော်ဒါ ethereum မြတ် all time high ကိုကြည့်မှဆိုရင်တော့ကျွန်တော်ဒါ 4891တက်သမ80ပေါ့နော်ပြောမယ်ဆိုရင် November 16 2021တုန်းကပေါ့၄နှစ်ရှိတုန်းကပေါ့နော်လက်ရှိကျောင်းဒါ all time high ကနေလက်ရှိ down side ကိုကြည့်မယ်ဆိုရင် -50 တက်သမ68%မှာ share ပေါ့ all time low ကိုကြည့်မယ်ဆိုရင်ကျောင်းဒါ3တက်သမ၄နှစ်39ပေါ့နော်ဒါ October လ20 20နှစ်ပေါ့နော် October 20နှစ်2015ပေါ့10နှစ်ရှိတုန်းကကြာတာပေါ့နော် လက်ရှိကျွန်တော်ဒါ all time low အနေနဲ့ထက်ကိုကြည့်မှဆိုရင် plus 9သိန်းအထက်မှာရှိရပေါ့နော်ဆိုတော့ဒါအများကြီးတက်ထားတဲ့ coin တွေကဖြစ်တယ်ပေါ့ဆိုတော့ ethereum အနေနဲ့ထက်ပြီးတော့လဲတက်ဖို့ကျွန်တော်အလားအလာရှိရပေါ့နော်ဆိုတော့ဒီဘက်မှာဆိုရင်ကျွန်တော်ဒါ about ထက်မှာ ethereum နဲ့ပတ်သက်တာတွေကိုကျွန်တော်ဒါဝင်ကြည့်လို့ရမယ်ဖက်ကြည့်လို့ရမယ်ဒါဒီကနေလဲကျွန်တော်ဒါ Ethereum နဲ့ပတ်သက်တာတွေကိုနားလည်လို့ရမယ်ပေါ့နော်လက်ရှိကျွန်တော်ဒါ chart တွေကိုတစ်ချက်လောက်နားလည်အောင်ပေါ့ Ethereum ရဲ့ chart တွေကိုတစ်ချက်လောက်ကြည့်ကြည့်မှဆိုရင်လက်ရှိ4 hour chart pattern ကကျွန်တော်ဒါ ဒေါင်းဆိုက်ကိုရောက်ခဲ့ပြီးတော့မှပြန်ပြီးတော့ဒီကနေဒီကဘာတီတဖြည်းဖြည်းနဲ့ပြင့်နေတာကိုကျွန်တော်တွေ့ရမှာပေါ့နော်ဆိုတော့အရင်ကျွန်တော်ဒါတင်းချက်လက်တွေမကောင်းတော့ပါပေါ့နော်နည်းနည်းဆိုအားတော့ဒါဒီကွက်ကဒေါင်းဆိုက်ကိုရောက်ခဲ့တော့ Ethereum လည်းကျွန်တော်ဒါဒေါင်းဆိုက်ကိုရောက်ခဲ့တယ်ဆိုတော့ဒီနားလေးမှာဒါ NTU ထားတဲ့သူတွေနည်းနည်းဆိုရင်တော့လက်ရှိ profit ထဲမှာရှိမယ်ဒါမို့လုံးဝ anti major တည်တဲ့သူတွေနည်းနည်းကြတော့ကျွန်တော်ဒါလက်ရှိ current price နဲ့လဲ small margin low leverage long back ကို anti ထားလို့ရအောင်ပေါ့နော်ဆိုတော့ကျွန်တော်ဒါ daily ကိုပို့ပြီးတော့နားလည်အောင်ပေါ့နော် ဆိုတော့ daily ကကျွန်တော်ကြည့်ကြည့်မှဆိုရင်ဒီမှာကျွန်တော်ရဲ့ register ကဒါပြောမှဆိုရင်ဒါ2900 2600ကျွန်တော်ရဲ့ register ဖြစ်တယ်ပေါ့နော်။ဘင်းတော့ကျွန်တော်ရဲ့ဒါ imported sport line အနေနဲ့ပြောမှဆိုရင်တော့လက်ရှိမှာကျွန်တော်ဒါ2100 2300ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ sport line တစ်ခုဖြစ်မှာပေါ့ဆိုတော့ကျွန်တော်ဒါအရင်တော့ဆိုရင်လည်းဒါကျွန်တော်ဒါ2300ဆိုတဲ့ sport line ကိုကျွန်တော်ဒါ break လုပ်တဲ့အတွက်ကြောင့်မို့ down side ကိုရောက်ခဲ့တယ်ပေါ့ဆိုတော့ကျွန်တော်ပြောမှဆိုရင်ဒါ train challenge တွေဆိုတဲ့ရက်တော့ပေါ့နော်ကျွန်တော် down side ကိုရောက်ခဲ့တယ်ဆိုတော့ဒီကနေပြန်ပြီးတော့ကျွန်တော်ဒါ recovery တစ်ပြေးပြေးနဲ့ဖြစ်နေတယ်ပေါ့နော် ဆိုတော့ဒီနားလေးမှာကျွန်တော်ဒါ fresh entry တစ်ခုယူထားလို့ရမယ် long back ကို small margin low leverage ပေါ့နော်ပြီးရင်တော့ကျွန်တော်ဒါ short term target တွေအနေနဲ့ကြွားမှာဆိုတော့2900ပေါ့နော်2900တော့ကျွန်တော် short term target ဖြစ်မယ်ဒါကျွန်တော် register လည်းဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါ short term target တွေအနေနဲ့2900ပြီးရင်တော့ကျွန်တော်ဒါဟိုဘက် long term target တွေအနေနဲ့ကြွားမှာဆိုတော့ဒါ3000အထက်ကိုဖြစ်မယ်ပေါ့နော်3000ကနေဟိုဘက်ကိုကျွန်တော်ဒါ4000 5000ပေါ့တဖြည်းဖြည်းနဲ့ move ဖြစ်ဖို့ရှိမှာပေါ့လက်ရှိကျွန်တော်ဒါပြန်ပြီးတော့ဒရင်ချက်လက်တွေဆိုးရတာကြောင့်ပေါ့ panic selling ဖြစ်ပြီးတော့မှ down side ကိုရောက်ခိုင်းမှာဆိုရင်တော့ကျွန်တော်ဒါ2000အောက်ကိုရောက်မှာပဲကျွန်တော်ဒါ second hand TTC အနေနဲ့လုပ်မယ်ပေါ့နော်1800 2000ပေါ့အဲ့ပတ်ချနေမှာပဲကျွန်တော်ဒါ second hand TTC အနေနဲ့လုပ်မယ်ဒီကြားထဲမှာတော့ကျွန်တော်ဒါ second hand TTC မလုပ်သေးဘူးပေါ့နော်ဆိုတော့လက်ရှိထိလည်းဒီနားလေးမှာ form ဖြစ်နေတဲ့ pattern ascending triangle pattern ပေါ့နော်ဒါမဲ့ကျွန်တော် candle က200 EM ရဲ့အောက်မှာရှိနေသေးတဲ့အတွက်ကြောင့်မလို့ဒါအာခနာတစ်ဖြုတ် recovery ဖြစ်ဖို့အချိန်ဒီနားလေးမှာကြာရင်လည်းကြာနိုင်မှာပေါ့နော်ဒါမဲ့ recovery ပဲဖြစ်ဖို့ပို့ပြီးတော့များတယ်ပေါ့တကယ်လို့ တရရန်ချက်လက်ဒီကြောင်းတောင်းဆိုင်ဖို့ရောက်ခဲ့မှာဆိုရင်တော့ကျွန်တော်ခုနပြောတဲ့အတိုင်းပေါ့နော် second hand GTC ကိုကျွန်တော်ဒါ2000အောက်ကိုရောက်မှာပဲယူမှာပေါ့ဆိုတော့ဒါ Ethereum နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာရှင်းတယ်ကျွန်တော်ကိုလာမေးလို့ရတယ်ပေါ့ဆိုတော့အာကျွန်တော်အဓိကနားလည်ထားမှာဒါဈေးကွက်ထဲမှာ Ethereum ကလည်းကျွန်တော်ဒါနာမည်ရှိတဲ့ coin တစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော်ဒါ BTC ဖြင့် Ethereum ကပို့ပြီးတော့နေရာရတဲ့ coin တစ်ခုဖြစ်တယ်ပေါ့ ဆိုတော့ Ethereum ကိုဒါ future ထဲမှာမဝင်တော့မှကျွန်တော် spot ထဲမှာဝယ်ထားရင်လည်းဒါအချိန်တစ်ခု hold ထားမယ်ဆိုရင်တော့ return တစ်ခုပေးနိုင်မယ့် point တစ်ခုဖြစ်တယ်ပေါ့ဆိုတော့ခဏိတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်